မင်္ဂလာပါရှင်အခုတခါမှာတော့ဆီယာမဝေစီပွားရေးတက်သူရေးသားထားတဲ့နှလုံးသားပေါ်တွေးတဲ့ဓာတ်ဆိုတဲ့ဝိထုတို့ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်နှလုံးသားပေါ်တွေးတဲ့ဓာတ် ူဒီသားကိုမြင်နေအောင် တွေးထားကြတာကြပြီကျုံရဆိုင်ဒီဇိုင်းကဝင်လာမိတဲ့ကိုလမ်းမတမအထက်ထက်သွေးနေမိတာလဲဘယ်နှခါမှမသိတော့ဘူးအထက်ထက်ထိုးနေမိတာလဲဘယ်နှချက်မှမသိတော့ဘူးဘသူဘိုက်မှန်လဲမသိဘူးစိတ်ကူးထဲမှာပြောပါတယ်စိတ်ရိုင်းတွေထိမရအောင်ဖြစ်လာရင်မြင်နေအောင်တွေးထားတဲ့ဓာတ်ကိုထုတ်လာပြီးတဆွဆွထိုးတော့တာပဲအုံနောက်အတိညာသေးသိမ့်ပြီး သမီးတွေပေါ်ထင်ရှားကျိုးဆွဲနေတဲ့သူ့မိမကိုလားကန်းကုံအောင်မိုက်တွင်းနေတဲ့သမီးအကြီးမကိုလားစိတ်အခြေခံလေးဖြူပါရဲ့နဲ့စင်ရဲတွင်ကိုပုံနဲ့တဲထင်ပြီးမိုက်တွင်းနဲ့ခုံချခဲ့တဲ့သမီးလက်ကိုလားကိုမွေးထားတဲ့သမီးတွေကိုလည်းမနိုင်ကိုကြွေးထားတဲ့မိမကိုလည်းမပိုင်နဲ့ကိုကိုကိုလားတမီသားစုလုံးကိုပတ်ထိုးပြီးအဲ့ဒီသားနဲ့ပဲကိုကိုကိုတဆုံးဆိုင်ချလိုက်ခြင်းတော့တယ် ထားမှာတမြင့်မြေလောင်ကျွမ်းနေတဲ့မီးတွေငိမ့်မယ်ထင်ပါရဲ့ဒေါသမီးဒေါသမီးတငွေငွေတရှင်ရှင်တက်နေတဲ့ဂယုနာဒေါသမီးတောက်တောက်ပြောင်ပြောင်ဝတ်စားထားတဲ့အလက်မကိုမြင်တိုင်းဖြစ်နေရတဲ့မီးတွေဂယုနာဒေါသတွေနှမျောကြေကွဲမှုတွေတစ်လွင်လှပတဲ့အပေါ်ယံဝတ်စားတွေအောက်ကညှိုးနွမ်းတံမိုးမဲ့သွားပြီဖြစ်တဲ့တမီးရဲ့ကိုကျင့်တရားအတွက် ဘသူ့ကိုအပြစ်ပေးရမယ်မသိတော့ဘူးရွှေဆိုင်ပိုင်ရှင်မိမကသမီးထုတ်ပေးလိုက်တဲ့ပစံကိုကင်ရမှာယူနေတဲ့ပုံစံနဲ့ဟဲ့မင်းနီရီးလိုက်စမ်းအေးလို့ဆိုင်အကူကောင်မလေးကို ပြောပြီးဇက်ကနေထထွက်သွားတယ်။တမီးကတော့ဘလို့နေမယ်မသိဘူး။ သူ့ရင်ထဲမှာတော့ရှက်စိတ်ကြောင့်အငွေ့ပြန်ကျင်နေပြီ။တဘောကတော့ဒီဆိုင်မှာလာဝဲတာကိုဖဝင်မကြတဲ့အမှုရာပြလိုက်တာပဲ။အရင်တုန်းကအေးလေးကိုပြန်မခေါ်ပါနဲ့အောင်။တမီးလေးလိုမွေးပါမယ်။လို့ပြောခဲ့တာဒီမိန်းမမဟုတ်တော့တယ်လို့ပဲ။သူစိုက်ကားပေါ်တက်ထိုင်လိုက်မှတမီးကမျက်နှာငယ်လေးနဲ့ရှေ့ခုံမှာဖြည်းဖြည်းဝင်ထိုင်နေ။ဒီလိုတမီးမျက်နှာလေးနည်းနည်းညှိုးနေတော့လေ။ ူးစိတ်ထဲမှာခယုနာတက်မိပြန်ရောတမီးကလည်းရွှေဆိုင်တွေဒီလောက်အများကြီးသူ့ဆိုင်မှာဝယ်ခြင်းရတယ်လို့ကွာတမီးကအန်တီကိုအားပေးချင်လို့ပါဖေရဲ့ဘူကွယ်သူတို့လိုပင်လေသမုတ်တရားကြီးတယ်တမီးကရေတစ်ခွက်သွားလောင်းထည့်ပေးလိုက်တာနဲ့တော့ဒီရေကတိုးမလားတမီးရဲ့ပြီးတော့တမီးရဲ့ပတ်စံတွေဘယ်ခါရလာမလဲဒေါ်မမခင်ကသိပြီးသား ပြောရင်းကနေနောက်ဆုံးတော့ဒီပူတာပဲစိုက်ချင်လာတဲ့သူ့စကားကို သူ့အမြန်ပြိအုပ်လိုက်ရတယ်။ကြော်ပါပြီ။အရင်တုန်းကလိုဒေါသတကြီးနဲ့တမီးကိုသူမအော်ဟစ်ချင်တော့ဘူး။အရက်ဆက်ဆုံးစကားလုံးတွေနဲ့ကိုပောင်ကိုလန်ထောင်းနေရတယ်လို့သူမပောက်ကွဲချင်တော့ဘူး။ဒီလိုလုံးလို့လေတမီးရဲ့ဘွားကပြန်ဖြူလာမှမဟုတ်တော့တာ။အရင်တုန်းကတော့ဖြူစင်ခဲ့တယ်။ဒီတမီးအလက်မကသားသမီးတွေထဲမှာအလိမ်မာဆုံး အမအပေါ်လဲဥစားပေးတယ်။အငယ်တွေကိုလည်းညာတာတယ်။မိဘအပေါ်လဲတိတက်ရှာတယ်။တိတက်လို့လဲအရွယ်မရောက်ခင်ငရေက အလုတ်ခွင်နဲ့ရောက်ခဲ့ရတယ်။အမကိုတော့ចောင်းဆက်တက်စေပြီးခုနှစ်နှစ်အရွယ်ကလေးကကိုအသိစိတ်နဲ့ကိုဈေးတောင်ခေါင်းရွက်ခဲ့တယ်။ဖယဲဒီမြေပဲပြုတ်ကဆာလို့ယာဒီပေါ်စာလေးတွေမြို့ထဲလှည့်ရောင်းပြီးမိသားစုဝန်ကိုနိုင်တဲ့လောက်ဝန်ထမ်းရှာတယ်။ ဖေဖြစ်တဲ့သူကတားဖို့ပါဇက်ပြင်မိမဲ့ဇရွေးပဲနေနေခဲ့ရတယ်။မိသားစုစားဝတ်နေရေးကအလက်မဝင်ကူမှအသက်ရှူချောင်းတာမို့အငယ်လေးတုံးခါငူတော်ငဲ့ပြီးမတားတာခဲ့ပါဘူး။သူကလည်းစိုက်ကားကိုစူးစားနေတာပဲ။ညဆိုလဲ17နာရီ17နာရီထိအဝေးပြေးကားတွေအဝင်ကိုစောင့်ပြီးတော့ကိုနင်းတာ။ဂိတ်မှလည်းတခြားစိုက်ကားသမားတွေဈေးခုံမှာမဲတောင်နေရင်သူကကြီးဒိုင်းခံဆွဲတာပဲ။ တခြားကောင်တွေကလည်းခလင်းငယ်တွေများတဲ့သူကိုဦးစားပေးနေကြမိမကတော့အိမ်တကလည်းအဝိရှော်တဲ့သားနာမည်တက်တာရသမျှကလည်းခနန်းဆယ်လုံးချာမှာတပတ်ကို၅ရက်ပြန်ပေးဆွဲခံနေရတာနဲ့ပဲအဖက်မတင်နိုင်ဘူးခနန်းစစ်ပွဲနာတဲ့စနေတနင်္ဂနွေ၂ရက်လောက်ပဲထမင်းဝိုင်းမှာငါးလီပါလီ မျက်စိလဲလာတက်တာအကြီးမကတော့ခုနှစ်တန်းမှာနှစ်နှစ်ဆက်ကြမှာပဲကြောင်းထွက်အလုလုတော်တာဒါတော့မအေးက အငယ်နှစ်ယောက်ကြောင်းထားရမှာမို့ထွက်ခိုင်းတာကိုစောင်းအောင်ဆန္ဒပြနေသေးတယ်။အမေရှာပေးထားတဲ့အလုတ်ကလည်းအိမ်ပေါ်အလုံးမို့မလုတ်ဘူးဆိုပြီးအိမ်ရဲထဲမှာပေကက်အိမ်နေတယ်။မအီကလည်းပတ်စံကြိုယူထားပြီးသားမို့မသွားရကောင်းလားလို့ရိုက်မယ်ပုံမယ်ဖြစ်နေကြတာနဲ့နောက်ဆုံးအနစ်နာခံနေကြအလက်မကပဲကောက်ခနဲ့ထလိုက်သွားခဲ့တယ်။အဲ့ဒီမှာရွှေဆိုင်ပိုင်ရှင်ဒေါ်မမခင်ရဲ့အိမ်ကိုတမီးအလက်မရောက်သွားရတာပဲလေ။ ူကတော့စိုက်ကားသိမ်းပြန်လာတဲ့ညကြားမှာအကြောင်းဆုံးသိရတော့တာပါသူ့အပြန်ကိုထွက်ကြုံနေကြအလက်မကိုမတွေ့ရတော့ညတိုင်းအိမ်ပြန်ရတာဟာတာတာနဲ့အငယ်တွေတွတ်တီးတွတ်တာဆူညံနေပေမဲ့သူ့ရင်ထဲမှာကွက်လက်ကြီးဖြဲပြီးစွန့်အာသွားခဲ့ရတယ်ရွှေပင်နားရဲ့ရွှေကြီးလေးကိုကြည့်ပြီး ကြည်နူးပီတေဖြစ်နေရတယ်လို့ဝမ်းလဲနေမိသေးတယ်။သူသာရွှေပြင်ဆိုင်နိုင်ခဲ့ရင်ရွှေကြေးလေးကိုသူ့ရွှေပြင်မှာပဲနားစေချင်တာပေါ့။ဒါပေမဲ့တမီးလေးရွှေကြေးဖြစ်ရင်ပဲသူ့ကျေနပ်ပါပြီလေ။အနစ်နာခံတတ်တဲ့စိတ်ကောင်းလေးဟာတမီးလက်ကိုရွှေပြင်စီပို့ပေးလိုက်တာပဲ။အိမ်ရှင်ကသဘောကောင်းတယ်လို့တမီးကလည်းအလုပ်ကျိုးစားတော့ဒေါမမခင်ရဲ့လက်ဆွဲဖြစ်လာတယ်။ဈေးတဲကရွှေဆိုင်ကိုသွားဖွင့်ရင်လိုက်ပြီးဈေးကူရောင်းရတယ်လို့ ဈေးသိမ့်ပြန်ရင်ရွှေအိတ်ဆွဲရသူကလည်းတမိပဲအိမ်လုတ်တွေတော့တိတ်မလို့ရတော့ပဲလူယုံတစ်ပိုင်းဖြစ်လာတော့တသွေးတမွေးနဲ့လမ်းမှာတွေ့ရင်တော့သူ့တမိကိုသူမမတ်မိခြင်းမူရွှေဆိုင်မှာနှစ်နှစ်လောက်အနေကြလာရင်းမယ်အဟာရပြပြဝဝစားရပြီးအရေးထဲနေရတော့တမီးလက်ကအပြိုကြီးဖဖဖြစ်ပြီးထွာလာလိုက်တာအကြီးမကတော့ညက်ပြီးကြံနေတယ်။ဆာရှင်ကချစ်လို့ဆိုပြီးဆင်ထားတဲ့ရွှေနဂတ်ကလေးကလည်း တမီးသားရေကိုပို့ပြီးဝင်းလက်စေသလားပင်ဈေးတောင်ခေါင်းရွက်ရတဲ့ဘဝနဲ့ဘာမှမဆိုင်အောင်တောက်ပါနေတာမြင်ရတော့အိမ်မှာအတူမနေရပါပဲကျိနဲ့ပါတယ်လေဒါပေမဲ့တရက်တမီးလက်ကအိမ်လေပြန်ကျင်နေဆိုလို့သူ့ကိုယ်တိုင်စိုက်ကားနဲ့တင်ခေါ်လာခဲ့တယ်။နေလောင်အသားမင်းမင်းနဲ့ချွေးတံတရွှဲရွှဲသူကဝင်းပါပြီးရှုစမှုအပြည့်နဲ့တမီးကိုတင်နှင်းလာရတော့ပျော်လိုက်တာဆိုတာစိုက်ကားနေရတာဒီနေ့လောက်ပေါ်ပါတာမရှိတော့ဘူး။ တမီးကလည်းအဖေမေအတွက်မောင်နှမတွေအတွက်ဝင်လာလိုက်တာဆိုတာဆုံးလို့တမီးခမလည်းတနှစ်မှတစ်ခါလောက်ပြန်ရတာမို့ပြောနေရှာတယ်။တနေ့ကောင်စုညံပျော်ရွှင်ပြီးပြောလိုက်တဲ့စကားတွေဆိုတာမကုံနိုင်ဘူး။အမေကလည်းကုညီချက်ပြုတ်ပြီးရှောက်ဖုတ်ပေးတယ်။ခလေးတွေကလည်းဝက်ကောင်းစားကောင်းနဲ့အမနာကမခွာကြဘူး။အားတကြကြနဲ့တရစ်တီတီလေးညနေဆောင်လို့ပြန်တော့မယ်ဆိုကမှ အကြီးမကဘွေထဖောက်တာပဲအလက်မနေမပြန့်နဲ့တော့နေစားငါသွားနေလိုက်မယ်နေတလဲအိမ်မှာနေလိုက်အောင်အကြီးမကဘယ်ကလေးကကြိတ်ကြံထားမှမသိဘူးဒီလိုလဲကြားလိုက်ရရောသူရောတမိလက်ရောအံ့အားတင်သွားတယ်မဖြစ်နိုင်တာတမိကြီးရဲ့ဆိုင်ရှင်ကအလက်မကိုအလောက်ကျွမ်းကျင်ပြီးသားမဟုတ်လားကတိုးပေးထားတာအဖေတို့ကြိုးယူထားတဲ့၃လစာကလည်းအလက်မအတွက်ပေးတာ သမီးကြီးကအခုမှအလုပ်ဆောင်ဝင်ဒီစည်းပဲပေးမှလဲ။ဟိုးဘာပဲဖြစ်ဖြစ်ညီမချင်းမဲ့ဖေ။ तू လုံနိုင်တယ်လားသမီးလည်းလုံနိုင်ပါရဲ့။ तू ထက်တောင်တွတ်တာချက်တာပို့တတ်သေးတယ်။သမီးက तू ထက်ပညာတတ်တာပြောပြလိုက်မှာပေါ့။မဖြစ်နိုင်ဘူးမ။သူတို့ကလုပ်ငန်းကျွမ်းကျင်မှုကိုတိတ်အလေးထားတာ။လှုပ်တက်ကြောင်လားကတိုးပေးတာ။နေရှာမရှိနဲ့လက်မ။နေရာကောင်းဖဲပေးရမှာတော့ကြောက်နေရပေါ့လေ။ မှန်ကဒါငါနေရပဲနင်းကဖြတ်ခုတ်သွားတာအကြီးမစကားကြောင့်သူတော်တော်စိတ်ပြတ်သွားတယ်တော်စံအကြီးမနင်းမလုတ်ချင်လို့နင်းညမကဝင်လုတ်ပေးခဲ့ရတာခုမှသူများကောင်းစားတာမြင်းပြီးမနာလို့ဖြစ်မနေနဲ့နင်းလိုက်မယ်ဆိုလဲဟိုက လက်ခံမှာမဟုတ်ဘူးငါသမီးအကြီးမကအိမ်နောင်ပြတ်တစ်ခုလက်ဆက်ဆက်ကျဲမှန်းငါဆိုင်ကတခိတ်လုံးတည်တယ်ဈေးတွေကမုတ်ဆိုင်မှာလှုပ်တုံးကလည်း လူပုံလဲမှာဆိုင်ရှင်ကိုဖတ်တက်ပြီးနာမည်ပြက်ခဲ့တာတစ်စိမ့်လုံးသိတယ်။ရွှေဆိုင်ကလည်းသိတယ်။ကို့နေရာကို့နေစမ်းကြည့်မှသူ့စကားနည်းနည်းလွန်သွားတော့မိမကတောက်လက်စာဆေးဘောလေးကိုထိုးချေပြီးထလာတယ်။ဦးအောင်ဖေးနှစ်ယောက်စလုံးကရှင့်တမီးအရင်တွေကြီးပဲနော်။ရှင့်ဒီလိုမျက်နှာလိုက်စကားမျိုးမပြောပါနဲ့။ကျွတ်တမီးအကြီးမှတစ်ခုလည်းဖြစ်ရတာကလည်း မိသားစုအကြက်တဲကိုဖြည့်ရှင်းမှုကျွေးရှင်မှုဆိုးဖို့အိုကြီးအိုမကိုယူလိုက်ရရှာတာဘသူအတုံးမကြလို့တော့ပြောစမ်းပါအောင်စိုက်ကားနှင်းရတဲ့ငွေ1500 2000လောက်ကိုလောက်မင်းများထင်းနေလားခက်လေး3ယောက်ចောင်းစိမ့်နဲ့လူ6ယောက်ပါးစပ်ပေါင်နဲ့ဒီကြတယ်ရှင်ကအရေးတွေမြှုပ်ခြင်းသေးတယ်မဟုတ်လားအလက်မလာစားတပေါင်းခွဲရအောင်ဘာ3လောက်လို့တော့အပြင်မှာအလှုပ်ထွက်လို့ရင်ပျံဝင်လို့အောင်တော့တစ်နေ1200လောက်ရတယ်တလားဆို3000ကျော် မိသားစုဖြစ်တယ်လို့ဒိုးဒူပေါင်ပတ်စားရင်အိမ်စိတ်ပိုကမိတာပေါ့ခုတော့သူကကောင်းကောင်းစားတတတတားနေပြီဒီကိုကောင်းဆန်နေတာကြည်ပါလားမောင်ညမတွေကတော့ဝစ်စရာမရှိလို့တုံးလုံးသူကရွှေနှက်ခန့်နဲ့ထောက်ဖနှံနဲ့ရှင့်အစီစဉ်တရားမျှလို့လားတော့ပြောရတဲ့မဲအေးစကားတွေကြောင့်တမင်းလက်ကတော့ချုံမွဲချငုံနေပြီဒီဇလန်ရဲ့မြေဖြားခံရကိုဒီမိမမေ့သွားတာလားမေ့ကြအောင်စောင့်နေရလားသူလည်းမတွေ့တတ်တော့ဘူး သူ့မိမနဲ့တမင်းကြီးကလိုက်ဖက်နေတယ်။အကြီးမကဝစ်ချင်နေဆိုမအေးကရှေ့နောင်မစင်းသာတော့ဘူး။နေပြန်တိုးနဲ့ချီပြီးဝမ်းဆက်ဆိုလဲဝဲပေးလိုက်တာပဲ။အကျွေးမပေးနိုင်မှသာတိုးရင်ပောင်းပြီးဝမ်းဆက်တစုံဘူးဘလောက်ဖြစ်သွားပြီလဲ။သူတို့မတွေ့တတ်ဘူး။တဘူဘူးအကျွေးတောင်းခံရရင်တခါနကဝစ်ပီတာဝမ်းဆက်ကိုပေါင်းပြီးအကျွေးကိုဖက်ဆက်ကြအောင်မင်းဒီတော့အကျွေးလဲတင် ဝမ်းဆက်လဲဆုံးအုံနောက်မတုံးတတ်တော့ဒါမျိုးတွေနဲ့ပဲဆင်းရဲတွေနဲ့နေရတာလေသမီးကြီးကလည်းမအေခနန်းဆယ်လုံးနဲ့တိုက်ပွဲပြစ်ထန်နေပြီလားဆို သူ့လောက်ကနေလာကကြိုထုတ်လာပေးတယ်။နောက်တဲ့နေရာမှာဒီလိုအတွင်းညီနေတော့သမီးကြီးရဲ့အပြိုစင်မဝလေးနှွမ်းကြေခဲ့ရတာပေါ့။ဒါတောင်အလက်မအောက်ကသမီးနှစ်ယောက်အဖက်မတင်ခဲ့လို့နှုတ်မို့ဆိုခုချိန်အပြာရိုင်အပြိုမလေးတွေဖြစ်လာရင် ီမိမအတွေးတိမ်မုံမျိုးနဲ့အလုံးဒုက္ခများကုန်ကြမှာသူ့မိမကိုဒီလောက်အုံနောက်မဲလိမ့်မယ်လို့လဲသူမထင်ခဲ့မိဘူးသူ့အသက်40ကျော်မှရက်ွက်တဲကိုရောက်လာတဲ့ခိုးကိုရမယ့်တိုးသူမလေးအဖြစ်စတွေ့ရတာဆွေမျိုးနှိစက်တော်တဲ့အိမ်မှာအင်ရှင်တွေမလို့လာတဲ့ကြားကခိုးကက်နေရတဲ့ကလေးမလေးပေါ့မုတ်ဆိုးမအမေအိုကြီးကိုလှုပ်ကျွေးနေတဲ့လူပြိုတိုးကြီးလဲအရွယ်ရောက်ခရဲကအဖော်လှုပ်လာခဲ့တဲ့သူရာရီကိုနမတ်နှစ်နေရခဏရွှေ့ပြီး သူမကလေးကိုနမတ်တင်နေရပေးလိုက်မိတယ်။အမေအိုကြီးကတော့သူနဲ့တူနှစ်ကိုတစိမ့်မို့နမတ်မထိုးတော့တာပါ။အမေဟာသူ့အရေးဆို သူကလည်းအမေကိုဘာအဖြစ်နေလာခဲ့တာသူတသက်ပဲဆိုပါတော့။သူ့ဘဝရဲ့ခီးပေါ်တွေထဲမှာအမေကသူ့ကိုအရင်ဆုံးလက်တွဲဖြုတ်သွားခဲ့သူလေ။ကြံခဲ့တဲ့မိန်းမနဲ့သူ့ရာကိုဖတ်တွေ့ရင်နှစ်တွေကြာလာတော့အဖော်ရီထတ်တိုးလာတယ်။ တောသူအယိုးခံလေးကလည်းဆယ်နှစ်ကျော်ငယ်တဲ့အသက်ကိုအခွင့်အရေးယူပြီးသူ့ကိုနိုင်စားလာတယ်။သူကလည်းတောက်ပင်းရင်မကြမ်းဘူးပုံနှုတ်သွားတာ။စကားကိုမပြောချင်တော့ပဲငြိမ့်နေတတ်တာ။ညတကောင်နီးမှနေရွက်လဲကိုင်းရေချင်းလဲကိုက်ပြီးရင်အိမ်ပြန်ရောက်လာတော့မိမဘာပြောပြောဘလောက်စုပူပလိစေ။သူကတော့ဇယံမင်းစည်းစိမ်ကြောင့်သူ့မိမပူညံတန်းကနတ်ဆောင်တန်လိုထင်နေတာ။ဒီလိုသူကအနေအေးလေး ူမိမကစိတ်ထင်တိုင်းကျဲလေးပဲသူတနေ့ကုန်အိမ်မှာမရှိလေမိမနဲ့သမီးကြီးလည်းအကျွေးတွေနဲ့လေအပေါင်ခံနဲ့မုတ်ဆိုးဖို့ကြီးအိမ်မှာပဲတနေ့ကုန်လေနောက်ဆုံးတော့သမီးကြီးကိုထိုးပေးလိုက်ရရောတနေ့ပြောရရင်အကျွေးနဲ့အသိခံလိုက်ရရောရစားတော့ငါတော့အဖိုးကြီးကဟုတ်တုတ်တုတ်အကြီးမလည်းပဲမှရွှေဆွဲကြိုးလေးမြင်လိုက်ရသေးတယ်သူ့ထက်တောင်ကြီးတဲ့သမတ်ကိုသူကတော့ရှင်းလာလို့ စကားကိုခုချိန်ထိအကြီးမနဲ့꿰တာသွားရောတခွမပြောခဲ့ဘူးသူ့မိမကတော့မောင်မျိုးမောင်မျိုးနဲ့သူ့ထက်အသက်ကြီးတာကြီးကိုအဆက်မရှိယွန့်စရာအကြီးမကလည်းအဖိုးကြီးကိုခြိုင်ထားမှန်တရက်ကလုံးကတိနေတာတာမျက်နာခက်ပြောင်ပြောင်နဲ့လက်ချင်းချိန်ရှောင်းဝင်နေတာတော်သေးတာကအကြီးမဆွဲကြိုးကြီးတဝင်းဝင်းနဲ့ခက်ကြွကြွသွားတွေ့လဲအလက်မကအမကြတတ်တာပဲ ချစ်ဖဲอยู่ရတော့အမစိတ်ညစ်ရမှာစိုးတာတခုပါပဲဖေရဲ့လူတော်ပြောရှာတယ်တမီးစိုးရင်တလို့ပဲဘာကြလိုက်လို့လဲအဖိုးကြီးသားသမီးတွေဆိုတာရောက်လာပြီအဖိုးကြီးကိုဆွဲလွယ်ခေါ်သွားကြတာဘာသားကျော်ကခေါင်းငိုက်ဆိုင်နဲ့လိုက်သွားပါလိရောအကြီးမလေးဘင်းကဆွဲကြတာဖြုတ်ယူသွားကြသေးတာလေသူကတော့တမီးကြီးဖြစ်ကိုရင်နာပေမဲ့ဖြစ်ပြီးကမှပြောနေလဲမထူးတော့တာမို့စိတ်စိတ်ပဲနေလိုက်ပါတယ် မှန်းချက်မကိုက်တဲ့သားမီကိုလည်းနောင်တရနေပြီလို့ထင်ထားတာတညသူအိမ်ပြန်လာတော့အိမ်ရှိမှာရက်ဆောင်နေတဲ့သမီးလက်ကိုမြင်လိုက်ရတယ်။သူမျက်လုံးတောင်ပုတ်ကြည့်မိတဲ့အထိဘာလာလောက်တာလဲသမီးအိမ်ပြန်လာရလားနားမလည်နိုင်တဲ့ဇဝေဇဝအတွင်းနဲ့သူ့အမေကိုသမီးကမဝင့်မရဲလေးပြန်ဖြေတယ်။မနေ့ခရေကသမီးကိုအမေလာခေါ်ပြီး အမလုံနေတဲ့အလုံးမှာပြောင်းလုတ်ခိုင်းတာဖေဟေးရွှေဆိုင်ကယူထားတဲ့လစာကကြည်ပြီးမှုလို့လားဒီမင်းမငါနဲ့လေဘာမှမတိုင်မင်းမလားလစာကတလစာပဲကြံ့တော့တာပါဖေရဲ့အမေကရွာကအဖွာလေးဆုံးလို့ဆိုပြီးညခေါ်လာတာဒီကြတော့မှအမလုံကပတ်စံတော်တော်ရလို့တဲ့သူလည်းအရေးတကြီးလိုနေတယ်လို့ပြောပြီးသမီးကိုချက်ချင်းလိုက်သွားခိုင်းတာပဲဘာလုပ်လဲသမီးက စပင်ညက်ဆိုင်နဲ့အဖင်စပင်ညက်ဆိုင်မှာခေါင်းလာလျှော်တဲ့လူတွေကိုနှိပ်ပေးရတာဘာသူတခါမှမိမာကိုအော်ရောင်အုံငေါဖူတာမဟုတ်ဘူးဒါပေမဲ့တစက်စက်တုံအောင်ဒေါသထွက်လွန်းလို့အိမ်ထဲကိုဝုန်းကနေဝင်လိုက်မိပြီအိုးဦးအောင်ဖေကျမကဝမ်းနဲ့လွှဲထားတယ်မအေးပါရှင်တမီးတွေကိုမကောင်းတာလုတ်ခိုင်းပါမလားစပင်ညက်ဆိုင်မှာခေါင်းလျှော်ပေးရတဲ့အလို့ကို တနေ2000တောင်ပေးတာ လှလှပပနဲ့ကြွကြွရွရွလေးလှုပ်ယုံမယ်။ပင်လဲမပင်မန်းဘူး။ခေါင်းလျှော်ပေးရင်နှစ်ထင်းလေးစက်ကြောလေးဆွဲပြရတာပါရှင်။အထင်မလွဲပါနဲ့။ရှင်ကရွှေဆိုင်ပါရှင်သဘောကောင်းတာပဲမြင်နေတာ။သူ့ယောက်ျားစားတော့ဆိုင်တွေမှာအဆူတော်တွေကိုပန်းကုန်းဆွတာ။အနေခန်းတကာလှဲ့စိန်ခန်းတာရှင်မမသိပဲကို။ကျုပ်သမီးကိုအဲ့လိုယောက်ျားရှိတဲ့အိမ်မှာစိတ်မချလို့ကျုပ်ပြန်ခေါ်လာတာပဲ။ဘာပဲဖြစ်ဖြစ်ကွာအနေခမ်းမှာတော့ငါသမီးတွေမလောက်ရဘူးဒါပဲ ။အိုးဘင်းနဲ့အနှိတ်ခမ်းရမှာတော့ဘယူတီပါလာ ရှင်ဘယူတီပါလာ တော်စမ်းကွာအတူတူနဲ့အနှုတ်နှူပဲမလုပ်ရဘူး။ဒါဖြစ်လေဈေးတော့ပြန်ရွက်ပေါ်တော့ရွှေပင်မှာနားခဲ့ပြီးတော့တမာပင်ကိုခါရဲထင်ပြီးပေါ့လမ်းမကြီးလို့ရေချိန်ကြတာနဲ့သူ့ရင်ထဲကအနာရီအန်ကြလာတော့တာပဲ။ အစီငေါ်တဲ့တာမတဲ့တာအသာထားတောက်ပြီးရင်ပုံငိမ့်နေသူကခုဆိုဒီလိုလေးတခါလောက်អော်လိုက်ရမှနေသားတယ်လို့ပဲអော်ပြီးရင်ဟိုးរងကအတိုင်းပြန်ငိမ့်ကြသွားတာပဲပြီးရင်သူ့လိုပဲတကောင်ကျော်မှအိမ်ပြန်မဲ့သမီးလက်ကိုစားတောက်ဆိုင်မှာတွားကြရအောင်မယ်အဆိုတော်တစ်ဖြစ်လဲအလမ်းမကသူ့လင်မှာပန်းကုန်းတွေများများလာဆိုအောင်တွန့်လင်ကောက်ွေးပြီးနျူကလ িয়ার ဘုံးတွေစင်မောကနေအဆုတ်လိုက်ကျင်းနေတော့မှာ ဖေအိုကြီးကလည်းဆိုင်ပေးကအမောင်ရိတ်မှာစိုက်ကားပေါ်ဆက်ကျိုးနေပြီရှင်နှဲမှာသာတိုက်ပွဲတွေပြင်းထန်နေတာသမီးကိုမထိတထိရောပြစ်ပြစ်နဲ့နဲ့ရောပြင်မာပြောဆိုနေကြတဲ့ပုရိသတွေရဲ့ခက်လန်းလန်းမှာကိုသမီးမဟုတ်တလို့မျက်စီကိုမှိတ်ထားရအောင်မှာငငယ်ကအဖြူတွေဘွားတော့ကလို့ချွေးတွေတန်တွေးရင်းနဲ့ဈေးတောင်ခေါင်းရရမှာရှက်လို့တဲ့အစီပြန်ရစ်ခိုးဝင်နေတဲ့လူတွေကြားမှာအမီးခံဖြစ်နေတဲ့ဘွားကိုကြတော့မရှက်ဘူးလေလားသမီးရဲ့ သူမနိုင်တဲ့အကြီးမားကတော့ဘျူတီပါလာမှာကျန်နေတယ်။အဆူဝါဒနာပါတဲ့သမီးလက်ကိုတော့စားတောက်ဆိုင်မှာတချင်းဆိုဖို့မအေကပဲစီစဉ်တာလေ။မထူးပါဘူး။ဘျူတီပါလာကအနှိမ့်တဲနဲ့စားတောက်ဆိုင်ကအဆူတော့သမီးတွေကိုတွင်တင်ဆုံးမရမယ်မအေကို၌ကငါးစာပဲမြင်ပြီးငမားချိန်အန်ရယ်ကိုမသိတော့ခတ်တာပေါ့။တနေ့လေလုံးစိုက်ကားနေနေရတဲ့သူမို့နေ့လယ်မှာသမီးဘလူနေတယ်ထိုင်နေဆိုတာမသိပေမဲ့ ညဘက်အိမ်ပြန်ကိုတော့သူတရက်မပြတ်ကြိုးတယ်။သမီးဘဝလေးအယောင်ဆုံးမစွန့်ထင်အောင်တော့သူတက်နိုင်သလောက်အားတင်းပြီး ရှေ့မျက်နှာနောက်ထားစောင့်ရှောက်ရတာပဲ။ညတိုင်းစိုက်ကားနေလာကြိုးတဲ့အဆိုတော်ဆိုလို့သူ့သမီးတယောက်တည်းရှိတာ။ကြံတဲ့အဆိုတော်တွေကတော့ကားတွေစိုက်ကယ်တွေအတီးတီးနဲ့အကျိုးတော်တွေတညတယောက်မထက်ကြပါလား။အိမ်မှာရုပ်ဝတ္ထုပစ္စည်းတွေတစ်နေ့တခြားတိုးတက်လာပြီမြေစိတ်ထက်အင်အားတွေအောက်ဆုံးထိထိုးစင်းနေတာ သူရင်အနာဆုံးပဲကက်ဆက် TV VCD ဆက်တွေတဟုန်လို့အိမ်စီကိုစီးဝင်လာပေမဲ့အိမ်ထဲကစီးထွက်သွားတဲ့ကိုကျင့်တိတ်ခါတွေကို သူဘယ်လို့မှအဖက်မစဲနိုင်တော့ဘူးရက်ွက်ထဲမှာမိမကရွှေဆွဲကြိုကြီးတဝင်းဝင်းနဲ့ခေါင်းမော်ပြီးလမ်းတလားနေပေမဲ့သူကတော့အိမ်ထဲမှာပုန်းနေရတာတောင်ကိုလိပ်ပြားကိုမလုံဘူးတမီးတွေကစိုက်ကားမနေတော့ဘူးဘလောက်တားတားရက်ွက်ထဲမှာနေရတာလဲရှက်လို့မို့ ဆိုင်ကားကိတ်မှာငုံငူကြီးထိုင်နေမိတတ်တယ်။ဟေ့ရမင်းသမီးတွေကိုကြည့်လဲထဲအောင်ကွာ။တရင်တွေကြားရတာမကောင်းဘူး။လို့အပေါင်းအသင်းတွေကဝိုင်းပြောကြပြန်တော့လေ။စိတ်ညစ်ညစ်နဲ့အရက်ဆိုင်ကို ရောက်သွားရပြန်တာပဲ။သူအတွေးလွန်နေတော့ဆိုင်ကားပေါ်တယောက်ပြီးတယောက်တက်ထိုင်လိုက်ခါမှဖေးပြန်ကြဆိုလေ။ဟေးနေအောင်လေဒူလဲလိုက်မှာပေါ့ဒူကရန်ကုန်ကဧည့်တယ်ပါဥလေဟိုတယ်နင်းပြ ရှင်ဒါဘာလုပ်တာလဲကျမအဖေရှင်ဒယ်ဒီလားဟုတ်လားအိုးစားတောက်ဆိုင်ကအစိုးရရဲ့ဒယ်ဒီကလည်းစိုက်ကားကြီးနေလားဒီလိုကောင်မလေးတွေမွေးထားတယ်ဒယ်ဒီတို့မမီတို့ဆိုတာလောပန်းကြီးတွေပါကားနဲ့အကျိုးပို့လုံးမှာပေါ့ဟာဟာဟာစိုက်ကားနေဆိုရင်ဈေးကောင်ဘယ်ရမလဲဗျာသူ့မျက်လုံးထဲမှာမီးတွေဝင်းဝင်းတောက်သွားတယ်လို့ပဲဒီကောင်ဘာကောင်လဲစော်ကားလှကြည့်လား မလုံးနဲ့မလုံးနဲ့ဖေသမီးရဲ့ငဲတန်းပအောင်អော်ရဲ့အတန်းကနှားထဲမှာနှေးလိုက်ဝေးလိုက်နေဧည့်သည်တော်ဘာတော်သူ့မျက်လုံးထဲမှာဘာမှမမြင်တော့ဘူးမြင့်နေအောင်တွေးထားတဲ့ဓာတ်ကိုဆွဲထုတ်ပြီးတဆူဆူထုံးနေမိတယ်။အုံနောက်မရှိရဲ့သူ့မိမကိုလားမနာလိုစိတ်ကြီးတဲ့အကြီးမကိုလားမိုက်တွင်းနဲ့ခုံချတဲ့အလတ်မကိုလားအမီးရှာနေတဲ့ရစ်ထုတ်ကြီးကိုလားအတုံးမကြတဲ့ကိုကိုကိုလားတယောက်မကြံအကုန်လုံးကိုလား အားရှိသမျှတဆုံးထိတဆွဆွနဲ့ထုံးနေမိတယ်။မသိမချင်းမကုံမချင်းမဆုံးမချင်းမနက်မိုးလင်းတော့အင်းရှိကစိုက်ကားပေါ်မှာကန့်လန့်ကြီးအိပ်ပျော်နေတဲ့သူ့ကိုယ်သူမြင်လိုက်ရတာနဲ့အမြန်ထထိုင်မိတယ်။ထိုင်ကုန်အံဖုံးနဲ့ထည့်ထားနေကြတဲ့မြောင်ကိုအမြန်ဖွင့်ကြည့်လိုက်တော့အရာမယွင်းရှိနေတော့မင်း သူ့စိတ်ထဲမှာညတော့ငါတခုခုဖြစ်ခဲ့တယ်လို့မိုးတော်ဝထင်နေတာအိမ်နဲ့လှမ်းကြည့်လိုက်တော့ဖះစင်ရှိမှာတားမီတစုနဲ့အတွင်းငယ်မှာသမီးနှစ်ယောက်ကအိမ်မောကြနေတော့လှမ်းမြင်နေရတယ်လေသူ့ကိုယ်သူငုံကြည့်တော့လေအရင်တိုင်းမြင်ရသေးတယ်ဒါဆိုအလုံးအကောင်တိုင်းရှိနေတော့မယ့်ပေါ့ဒါပေမဲ့သူ့ဆိုင်ကားကဆိုဖာကုံလေးနှစ်ခုကတော့ဓာရရီနဲ့မွာစာတက်လို့မြင်မကောင်းဘူးနောက်ပြီး သူ့ရင်ထဲကနှလုံးသားကလည်းသွေးစိမ့်ရှင်ရှင်ပန်းထွက်လို့ဘသူမှတော့မမြင်ကြဘူးဝေစီပါရီတက္ကသိုလ်ရွှေအမြုတ်တေမဂ္ဂဇင်းမေ2017အဆုံးထိနားဆင်ပေးခဲ့ကြတဲ့စာချက်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်